မင်္ဂလာပါရှင် ခေတ္တတယ်လီဗီရှင်း channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တန်ဆဲတွင်ကင်းလက်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှအရာရှိတအူအပါအဝင်၈ဦးသေဆုံးပြီးလက်နက်နှစ်လက်သိမ်းဆည်းရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သကိုင်းတိုင်းတန်ဆဲမြို့နယ်တွင်ကင်းလက်ရန်ထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာအရာရှိတအူအပါအဝင်စစ်ကောင်စီတပ်သား၈ဦးသေဆုံးပြီးလက်နက်နှစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်းတန်ဆဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှသိရပါတယ်။ ရှနီဇွန်လ၂ရက်နေ့တွင်တန့်စင်မြို့နယ်အတော်ကြီးရွာတွင်အထိုင်ချတက်ဆွဲထားသောစစ်သားနှင့်ပြူစောထင်းများသည်ဖဲကုန်းကြီးရွာဘက်သို့ကင်းလက်ရန်ထွက်လာစဉ်ဒေါ်လန်ရီတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာနှစ်ပွင့်ပေါ်အရာရှိတအူအပါအဝင်စစ်သားနှင့်ပြူစောတိရှိဦးသေးဆုံးကလက်နက်နှလက်သိမ်းစီရရှိခဲ့ကြောင်းသိရှိရပါသည်။အဆိုပါတိုက်ခိုက်မှုကိုတန့်စင်မြို့နယ်ပါကဖာတိုက်နယ်နှင့်ပါကဖာရေဦးပါကဖာနှင့် PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါသည်။ ဆက်လက်ပြီးစစ်ကောင်စီဖမ်းဆီးထားသည့်ရွာငံပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းစစ်ကြောရင်၌ကြာဆုံးဟုသတင်းထွက်ပေါ်ရေးဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းသည်စစ်ကောင်စီစစ်ကြောရင်၌တည်ဆုံသွားပြီဟုသတင်းများထွက်ပေါ်နေသည်။ ရွှေငံမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်အမျိုးသားဒီမိုကရေစီအပွဲချုပ်ပါတီ NLD ကိုစားပြု၍2020ရွေးကောက်ပွဲအနိုင်ရခဲ့သောဦးအောင်စိုးမင်းသည်2024ခုနှစ်ဒီဇင်ဘာလတွင်ပြည်ဦးလွင်၌ဖမ်းဆီးခံရခြင်းဖြစ်ပြီးယင်းအချိန်ကလေးကသတင်းအစအနပျောက်နေခြင်းဖြစ်သည်အိုအောင်စုံမင်းကရှောင်းတိန်နေရာကနေသူ့အမေနာယီကိုပြန်ရင်အဖမ်းခံရတာအိုဟိုထောင်မှလို့ကြားလို့စုံစမ်းတော့လေသတင်းမရဘူးအခုကျစစ်ကြောရေးမှကြာဆုံးသွားပြီလို့သတင်းရတယ်ဟုအိုအောင်စုံမင်း၏မိတ်ဆွေတအူကပြောပါတယ် ဦးအောင်စိုးမင်းသည်စစ်ကောင်စီစစ်ကြောရေးနိုင်တည်ဆုံသွားပြီဟုသတင်းကိုကြားသိထားကြောင်းနိုင်ငံရေးအတိုင်းဝိုင်းမှ၎င်း၏မိတ်ဆွေတချို့ကပြောပါရယ်သို့သောတရင်ဌာနအနေဖြင့်တရားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ဦးအောင်စိုးမင်းမိသားစုဝင်များကြံဆက်သွယ်မြင်ရန်စူးစမ်းနေဆဲဖြစ်သည်။ ဦးအောင်စိုးမင်းနဲ့ပတ်သက်တဲ့သတင်းကိုစစ်ကောင်စီအနေနဲ့တိတိကျကျထုတ်ပြန်ပေးဖို့လိုပါတယ်။အခုကဘေကိုလိုက်လို့လိုက်ရမှန်းမသိဘူး။လားနဲ့ချီပြီးပြောင်းနေပြီးကွလွန်ပြီးဆိုပြီးတော့မှသတင်းပြန်ကြားရတာဟုရှမ်းပြည်နယ်မှာနိုင်ငံရေးအကျဉ်းသားဟောင်းတဦးကပြောပါရယ်။စစ်ကောင်စီက၄နှစ်ကြာအာဏာသိမ်းကာလအတွင်းဖမ်းဆီးတပ်ဖြတ်မှုကြောင့် NLD ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်၄ဦးနဲ့ပါတီဝင်၁၀၈ဦးသေဆုံးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်195ဦးနဲ့ပါတီဝင်2496ဦးဖမ်းဆီးခံထားရကြောင်း NLD ကပြီးခဲ့တဲ့ဖေဖော်ဝါရီလတွင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ဆက်လက်ပြီးဒေါအောင်ဆန်းစုကြည်ဤမွေးနေ့အထိမ်းအမှန်80နှစ်ပတ်သက်ပြီးလှုပ်ရှားမှုများပြုလုပ်ရန်တားဖြစ်သူကိုထိန်လင်းဖိတ်ခေါ်ရဲဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စလာ19ရက်တွင်ကြာရောက်မိမိခင်ဖြစ်သူဒေါအောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်အနေဖြင့်80နှစ်ပတ်သက်သည့် challenge များပြုလုပ်ရန်တားဖြစ်သူကိုထိန်လင်းခေါ် ကင်အရစ်ကဖိတ်ခေါ်ထားသည်ကျွန်တော်ကတော့ကီလိုမီတာ80ပြေးပါမယ်ဒါပေမဲ့ကျွန်တော်လိုပဲပြေးရမယ်လို့မဆိုလိုပါဘူးကို့အတွက်အတိတ်ပဲရှိတာတခုခုလှုပ်ဖို့ပဲလိုပါတယ်နံပါတ်80နဲ့ဆက်ဆက်ပြီးကို့ကိုယ်ပိုင် challenge တွေတက်မှတ်နိုင်ပါတယ်ဟု၎င်းကအတည်ပြုထားသည်ရင်းလှုပ်ရှားမှုကိုပြုလုပ်ရန်အတွက်ကင်အရစ်ကလေ့ကျင့်မှုများပြုလုပ်နေပြီးဇွန်လ17ရက်မှ19ရက်အတွင်းကီလိုမီတာ80 ပြေးမည်ဖြစ်သည်ရင်းလှုပ်ရှားမှုသည်အာကစားချက်လန့်တစ်ခုထပ်ပို့ပြီးမိခင်ဖြစ်သူ၏ဘဝအနစ်နာခံမှုကိုဂုဏ်ပြုခြင်းဖြစ်သည်ဟု၎င်းကဆိုသည်မြန်မာနိုင်ငံမှာတရားမျှတမှုနှင့်လွတ်လပ်မှုရဖို့အတွက်အတူတကွယက်တီမှုတစ်ခုဖြစ်ပါれအလုံးအတူလက်တွဲပြီးအတိတ်ပဲရှိရှိရှေ့ဆက်ကြပါစို့မိမိအတွက်မြမအတွက်အတိတ်ပဲရှိတဲ့အစွန်လာကိုအတူတူဖန်တီးကြမယ်ဟု King Eric ကတိုက်တွန်းထားပါれ Ken Eric E လေ့ကျင့်မှုအစီအစဉ်တွင်တော်လန်အမှုပညာရှင်ခါရာလဲပါဝင်ကူညီပေးနေပြီးခါရာကစွန်း7မှ19အတွက်တရက်လျင်တိုက်အချိန်80ပြုလုပ်မည်ဟု၎င်း၏ Facebook လူမှုကွန်ရက်မှတဆင့်သတိပေးထားပါသည်။ဆက်လက်ပြီးပြူစောတိရွာသားကလေးစစ်သားဟောင်း PDF ရေးပေါ်ပြောပြတဲ့ပြူရွာအကြောင်း အညာဒေတာမှာတော့အင်မတီလို့ပြောလိုက်တာနဲ့ဖြူစောတီရွာလို့ပဲအတိညာကြပါရယ်တော်လန်ရေးအာကောင်းပြီးစကိုင်းတိုင်းပလဲမြို့နယ်တဲကအင်မတီရွာဟာလက်ရှိတီစစ်တပ်ထိန်းချုပ်မှုအောက်မှာရှိနေစေရွာကြီးတစ်ရွာဖြစ်ပါရယ်အင်ဂျီ450ဝန်းကျင်ရှိတဲ့အဲ့ဒီရွာကြီးဟာဖြူစောတီရွာဆိုပေမဲ့ရွာသူရွာသားတွေအားလုံးကဖြူစောတီတွေကြီးဖြစ်သွားကြတာတော့မဟုတ်ပါဘူးစစ်တပ်အာဏာသိမ်းမှုကိုအစကတည်းကလက်မခံခဲ့သလိုလက်နက်ကင်တော်လန်ရေးစပြီးဆိုတာနဲ့ရွာကလူငယ်80ဝန်းကျင်ဟာ PDF တပ်ဖွဲ့အသီးသီးတွေကိုဝင်ခဲ့ကြပါတယ် သူတို့တွေကအချို့ရဲဘော်တွေဆိုရင်ကိုဒေတာတိုက်ပွဲတွေဒါမှကပင်လေဘူးလို့မြို့သိန်းတိုက်ပွဲတွေမှာလည်းမဟာမိတ်တပ်ဖွဲ့တွေအဖြစ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။စစ်တပ်ဟာတော်လန်ရေးအကောင့်နဲ့ဒေတာကအင်မတီရွာကိုစစ်ကြောင်းထိုးလက်ဦးမှုရယူပြီးရွာသားတွေကိုဝါရမှိုင်းတိုက်စီယုံခဲ့တာပါ။ဒီလိုနဲ့အင်မတီဟာဖြူစောတီရွာအဖြစ်ဆက်သွင်းခံလိုက်ရပါတယ်။လက်ရှိမှာတော့တော်လန်ရေးနယ်မြေတွေကအဲ့ဒီဖြူရွာမှာရှိနေတဲ့သူတွေဟာအစာငတ်တဲ့အဖြစ်တွေလည်းကြုံနေရတယ်လို့ပတ်ဝန်းကျင်နဲ့အဆက်ပြတ်ပြီးဒုက္ခမျိုးစုံလည်းကြုံနေရပါပြီ။ အမတီရွာသားလည်းဖြစ်အာနာမသိန်းခင်ကကလေးစစ်သားလည်းဖြစ်ခဲ့သူရဲဘော်စုကျော်ကတော့အမတီရွာဇလမကိုတိုင်ဝင်ပြီးကခဲ့ရတယ်လို့အခြားသောဇက်ကောင်တွေနဲ့ဇက်ကြောင်တွေကိုလည်းဂဂနာနာတီထားသူပါရဲဘော်စူကျော်ဟာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ရင်းမာပင်ခရိုင်တပ်ရင်းစနစ်မှာတာဝန်ထမ်းဆောင်နေပြီးစကိုင်းတိုင်းပင်လယ်ဘူးမြို့တိုင်းတိုက်ပွဲမှာလည်းကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့ပါတယ် ဖြူစောတိရွာလို့ပြောနေကြတဲ့အင်မတိရွာနဲ့ရွာသားတွေရဲ့အကြောင်းကိုခရယကန်ရှင်ရွာသားရဲဘော်စိုးကျော်ရဲ့ပြောပြချက်ကိုရုတ်တံမှကြည့်ရှုနိုင်ပါတယ်။ ဆက်လက်ပြီးခမောက်ကြီးမြို့နယ်တွင်ခမာရ340နှစ်တရင်မှာစစ်မှုရန်အပတ်စဉ်ရှိတင်နန်းစင်တက်သားတဲ့နှစ်ဦးအလင်းဝင်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တနင်္လာရီတိုင်းခမောက်ကြီးမြို့နယ်နနသွန်ရှိတန်းခြေကုပ်စကန်းရှိခမာရ340နှစ်တရင်မှာစစ်မှုရန်အပတ်စဉ်ရှိတင်နန်းစင်တက်သားတဲ့နှစ်ဦးအလင်းဝင်ရောက်လာခဲ့ကြောင်းကိုတောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံရဲဘော်အင်ဘလူကသတင်းဌာနသို့ပြောဆိုပါတယ်။ ဇော်လာ၂ရက်နေ့ခမောက်ကြီးမြို့နယ်နန္ဒသွန်ရှိတန်းအခြေကုတ်စခန်းခမရ342တက်ရဲမှအပတ်စဉ်ရှစ်တန်တန်းစင်စစ်မှုရန်တပ်သားတဲ့၂ဦးတနက်ယူဆောင်လာခြင်းမရှိဘဲခေါတောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တန်းတို့အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အလင်းဝင်ရောက်လာသောစစ်မှုရန်တပ်သားသည့်ကိုစင်မင်းသူသည်တာယာဝတီခရိုင်တွင်နေထိုင်သူဖြစ်ပြီးအမှတ်သုံးကမတော်တပ်မြင့်လေးချင်းရင်တင်တန်းကျောင်းတွင်စစ်မှုရန်အပတ်စဉ်ရှိတက်ရောက်ခဲ့ကနောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည့်တပ်ဌာနသည်ခမောက်ကြီးမြို့နယ်နန္နတုံရှိတန်းအခြေကုတ်စခန်းခမာရ342တပ်ရင်းဖြစ်ကြောင်းစစ်မှုရန်တပ်သားသည့်ကိုနေမျိုးထွန်းသည်ရခိုင်ပြည်နယ်တောင်ကုန်းမြို့မှဖြစ်ပြီးအမှတ်သုံးတပ်မြင့်လေးချင်းရင်ကျောင်းတွင်စစ်မှုရန်အပတ်စဉ်ရှိတက်ရောက်ခဲ့ကခမာရ342တပ်ရင်းဤရှိတန်းစခန်းသို့ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါသည် တယ်။အလင်းဝင်ရောက်လာတဲ့နှစ်ဦးကလက်နက်တွေမပါဘူး။လက်နက်တွေကချောင်းထဲလွတ်ပစ်ခဲ့တယ်လို့ပြောပါတယ်။အလင်းဝင်ရောက်လာတဲ့နှစ်ဦးလုံးကစစ်မှုရန်တင်နန်းစင်အပတ်စဉ်ရှိကပါ။အလင်းဝင်ရောက်လာတဲ့စစ်မှုရန်နှစ်ဦးကိုဘလို့ပုံစံနဲ့ပေါ်တာအစွဲခံရတာကိုအဲ့ဒါကိုတော့မမေ့မိဘူး။ကွန်ပျူစုငွေချင်းမြင့်မှုအတွက်ကတော့ဘာလက်နက်မှမပါလို့မပေးပါဘူး။အလင်းဝင်ရောက်လာတဲ့သူနှစ်ဦးကလုံခြုံစိတ်ချရတဲ့နေရာမှာရှိပါတယ်လို့ကော့တောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သတင်းနှင်ပြန်ကြားရေးတာဝန်ခံရဲဘော်အင်းဘလူကပြောဆိုပါတယ်။ ဖြူသူရင်ကွင်းတို့ခေါ်လုံလာပြီးစစ်ကောင်စီတပ်သားများရှိပါက ခေါ်တောင်းမျိုးနဲ့ဖြူသူကာကွယ်ရေးအဖွဲ့ထံသို့ဆက်သွယ်နိုင်ကြောင်းအသိပေးနှိုးဆော်ထားပါတယ်။ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။